အားလုံးပဲမင်္ဂလာပါတငယ်ချင်းလေးတို့ရေမြက်ကလေးတွေရဲ့ကာတွန်းလေးတွေကိုသဘောကျရဆိုရင်တော့ USPBN လေးကိုခွင့်ပြီးတော့ကြည့်ပါကြဖို့မမေ့နဲ့နော်တော်တော်မှာဝဝစာကလေးမကသူ့ရဲ့တမီးနဲ့အတူပျော့ပျော့ရွှင်ရွှင်အေးချမ်းချမ်းနေထိုင်နေတာပေါ့ဝဝစာကလေးမကသူ့ရဲ့တမီးကိုပညာသင်ပေးချင်တော့တာပေါ့တမီးရေတမီးဆောက်ကစားတာတော်သိပြီနော်တမီးကိုကြောင်းထားပေးဖို့အမေဆုံးဖြတ်လိုက်ပြီအာအမေတမီးကြောင်းတော့မအောင်ကြောက်တယ် အဲ့ဒီမှာဆီယာမအကြောင်းသားတွေကိုတအားရိုက်တာတမီတမီသာကောင်းကောင်းနေမယ်စာကောင်းကောင်းလုပ်မယ်ဆိုရင်ဘသူအားမှတမီကိုဘာမှပြောလို့ရမှာမဟုတ်ဘူးအဲ့ဒီနောက်မှာဝေဝါစာကလေးမကအကြောင်းကောင်းလိုက်ရှာတော့တယ်အဲ့ဒီချိန်မှာကာလူကြီးကရဲ့အကြောင်းတွေ့သွားတော့တာပေါ့ကာလူနိုင်ငံတကာအကြောင်းအကြောင်းကိုကြည့်ရတာနဲ့တင်အကြောင်းကအရန်ကိုကြည့်မှလာတာပေါ့အကြောင်းဆရာကြီးရှင်ကျမကဒီတော့မှပဲနေတာ ကျမရဲ့သမီးမိနီလေးကိုကြောက်ရချင်လို့။ဝါ၊ကောင်းတာပေါ့။အမဝဝါ၊အမစဉ်းစားတာမှန်တယ်။တကယ်လို့ဒီเจ้าမှာတော့အဲ့လိုက်ရင်ဘယ်တော့မှမနစ်နာစေရဘူး။ကျမကဘယ်လိုလုပ်မနစ်နာပဲနေရမှာလဲ။ကျမကเจ้าကပေးရမှာပဲလေ။မနစ်နာမဲ့သူကเจ้าကိုပဲဖြစ်ရမှာပေါ့။မဟုတ်ဘူးလား။မဟုတ်တာဗျာ။ကျွန်တော်ပြောချင်တာက အရင်ဆုံးအမတို့ဘက်ကနေเจ้าကပေးတယ်။ကျွန်တော်တို့ကကလေးတွေကိုပညာသင်ပေးမယ်လေ။ ကလေးတွေကပညာတတ်ကြီးဖြစ်ပြီးတော့အလုပ်လုပ်တဲ့အခါကျပတ်စံနဲ့အများကြီးရလာမယ်မဟုတ်လားအဲ့ဒါဆိုအမားတို့မနစ်နာတော့ဘူးလေကျောင်းကြီးရှင်ကျောင်းလာကဘယ်လောက်လဲကျောင်းလာက၄သိန်းပါခမအရင်6လအတွက်2သိန်းသွင်းပြီးတော့ကျန်တဲ့6လအတွက်2သိန်းသွင်းရမယ်ဒါကဘာလဲဟာဈေးကြီးလိုက်တာဘာလို့ဒီလောက်တောင်ဈေးကြီးရတာလဲရှင်အမကျွန်တော်တို့ကျောင်းမှာအဆောင်နေရှိတယ်ရေကူးကန်နေထားပေးထားတယ်တရက်ကို3ချိန်ကျွန်တော်တို့ကျောင်းကထမင်းကျွေးတယ်လေ ဘဝစာကလေးမကသူ့သမီးကိုကြောင်းကောင်းမှထားချင်တာကြောင့်လက်ခံလိုက်တော့တယ်။အဲ့နောက်မှာဘဝစာကလေးမကအိမ်ကိုပြန်လာပြီးတော့သူ့ရဲ့သမီးကိုအကြောင်းဆုံးပြပြလိုက်တော့တယ်။ဘာပြောလိုက်တယ်အမေ။လေးသိန်းအောင်လေးသိန်းအောင်ဟုတ်လား။ဘယ်ကနေရမှာလဲအမေရဲ့။အဲ့ဒါတွေအမေဘာမှမသိဘူး။ဒါမဲ့အမေကတည့်ရတည့်ရောက်ပြီးတော့သမီးကိုပညာတတ်ဖြစ်အောင်သင်ပေးမယ်။အဲ့ဒီနောက်မှာဘဝစာကလေးမကသူ့ရဲ့သမီးကိုကာလူကြီးကရဲ့အကြောင်းမှထားလိုက်တော့တယ်။ ဒါပေမဲ့တော့ကာလူကြီးကံပြောတဲ့အတိုင်းတခုမှမဟုတ်ဘူးပေါ့เจ้าမှာဆရာဆရာမကောင်တယောက်မှမရှိဘူးပေါ့ကာလူကြီးကံရဲ့မိန်းမတင်တင်ကြီးကံကပဲအတန်းထဲကိုဝင်လာပြီးတော့အချိန်ဖြုန်းရင်းနဲ့ထွက်သွားလိုက်တော့တယ်ရက်နေငယ်ကုန်ဆုံးသွားတော့တယ်။ဘိုးကစာကလေးမကတော်တော်လေးကိုရုံးခံပြီးတော့အလုံးလုံးပင်မဲ့လဲပတ်စံတသိန်းနဲ့စုမိနိုင်နေတာပေါ့။ကျန်တဲ့ပတ်စံတသိန်းကိုကြဘယ်ကနေယူလာမှန်းမသိဘူးဖြစ်နေတော့တယ်။အဲ့ဒါကိုတွေးပြီးတော့စိတ်ညစ်နေတော့တာပေါ့။အဲ့ဒီချိန်မှာသူ့ရဲ့အိမ်ကိုတတိယသွားတော့တယ်။ ဘဝစားကလေးမကသူ့ရဲ့အိမ်ကိုခိုးစီမရောင်းလိုက်ပြီးတော့ပတ်စံတသိန်းစုနိုင်သွားခဲ့တယ်လေဘဝစားကလေးမကတစ်ပေအောင်မှာနေထိုင်ပြီးတော့သူ့ရဲ့တမီမိနေရတော့အဆောင်ထဲမှာနေတော့တယ်ကျန်တဲ့ပတ်စံနှစ်သိန်းကိုစုဖို့အတွက်ဘဝစားကလေးမကအလုတ်ကျိုးစားလောက်ကင်တော့တာပေါ့ဒါပေမဲ့လည်းမစုနိုင်ရဘူးလေအဲ့ဒါကြောင့်ကာလူချင်းချင်းကလည်းမိနေစားကလေးမကိုကျောင်းကနေနှင်ထုတ်လိုက်တော့တယ်ကျောင်းကနေမိနေစားကလေးမကလည်းမြ мян မြဲသူ့ရဲ့အမေစီကိုရောက်လာတော့တယ်အမေ အဲ့ကြောင်အမေထင်တယ်လို့မဟုတ်ဘူးအဲ့ကြောင်မှာကျောင်းအုပ်ရဲ့မိန်းမပဲအတန်းထဲကိုဝင်တယ်ပြီးတော့လဲစာမသိမဲနဲ့အချိန်ဖြုန်းပြီးတော့ထွက်သွားလိုက်တော့တယ်ထမင်းကြီးကလည်းစာမကောင်းဘူးအဲ့ကြောင်ကနာမည်ရတာကျောင်းလို့ရေးထားတာသူတို့လင်မယားနှစ်ယောက်လုံးကတော့အကျင်းခက်တွေကိုကျောင်းနာမည်တုံးပြီးတော့လိမ့်လည်နေကြတာဒါဆိုအမေတို့ကအလကားတက်တက်ပတ်စံနှစ်သိမ့်ပေးလိုက်ရတာပေါ့အခုအမေတို့ကနေစရာအိမ်နဲ့မရှိတော့ဘူးตาအမိနှစ်ယောက်လုံးကရှိုက်ကြီးတင်ငုံငိုကြတော့တာပေါ့ ဲ့ဒီချိန်မှာအောက်မှာထားထားတဲ့တရသီးတွေကနေမော်တရသီးတလုံးကထွက်လာတော့တယ်။နောက်တော့ပြောလိုက်တော့တာပေါ့။ဘဝငါနည်းရဒုက္ခတွေကိုကြည့်နေရကြပြီ။စိတ်ပူပူနဲ့ငါအခုချက်ချင်းပဲနင်းအတွက်အိမ်လေးတလုံးကဆောက်ပေးမယ်။မော်တရသီးကသူ့ရဲ့မော်အစွမ်းအနေနဲ့တရသီးအိမ်လေးတလုံးကိုဆောက်ပေးလိုက်တော့တယ်။မော်တရသီးရေကျေးဇူးပါနော်။နင်ကငါအခုညီလိုအဆောင်အချိန်မှာကူညီပေးခဲ့တယ်။ငါဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ဘဝဒီအိမ်ကလည်းမော်အိမ်ပဲ။ ဒီအိမ်ကနေအမြဲတမ်းတည့်ရတီအမှဲ့တွေကိုရလာလိမ့်မယ်။အဲ့ဒီတည့်ရတီတွေကိုရောင်းပြီးတော့မိနီကိုမြို့ဝအကြောင်းမှာအနှံပေးလိုက်။အဲ့ဒီကနေစပြီးတော့ဘိုးဘစားကလေးမကသူ့ရဲ့သမီးကိုအကြောင်းကနဲ့မြို့ရဲအကြောင်းပို့လိုက်တော့တယ်။အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ကတည့်ရတီအိမ်မှာပဲပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြပါတော့တယ်။ဒီဇလန်းလေးကစာကလေးမှတတိလေးရဲ့အကြောင်းဖြစ်တော့တဲ့ ။စာကလေးမလေးကသူ့ရဲ့ကလေးတွေကိုအပူဓာတ်နဲ့ကာကွယ်ဖို့အတွက်အေးတဲ့နေရာမှာအိမ်နီးတအိမ်ဆောက်ဖို့အေးအေးတဲ့ရှိတဲ့နေရာကိုလိုက်ရှာနေရပေါ့။မနက်ကနေညနေရောက်သွားတော့တယ်။ဒါပေမဲ့လည်းနေစရာနေရာမတွေ့ဘူးပေါ့။အင်းဒီလိုဆိုရင်ငါ့ရဲ့ကလေးတတိလေးတွေကိုခေါ်ပြီးတော့ဘယ်လိုတော့အမှလဲ။အလုံးနဲ့ပဲဘဝစာကလေးမလေးကအရင်ကစိတ်ပူနေတော့တာပေါ့အဲ့ဒီအချိန်မှာကာလူလို့ခေါ်တဲ့ကြီးကန်းတစ်ကောင်ရောက်လာတော့တယ်ညီမ ဒီမှာကလေးရည်နဲ့ဘာလုပ်နေရလဲဘာဖြစ်နေရလဲပြပြလေးကိုကြီးနိုင်တာရှင့်ကိုကြီးပေးမယ်အကုတ်နမေကကာလူးလေးအကူကဒီတော့ရဲ့ဘယ်ကျင်းကကိုမှဒုက္ခရောက်တာမဖြစ်စေချင်ဘူးအကူကာလူးရဲ့ညီမမနဲ့ကလေးကအခုချိန်ထိတော့ရဲမှာရှောက်ပတ်နေရဒါပေမဲ့လည်းအိမ်ဆောက်ဖို့အတွက်နေရာမတွေ့ပါဘူးညီမအေးတဲ့နေရာကိုလိုက်ရှာနေရအဲတကယ်လို့အခုမှတညတာဖြတ်တမ်းမှုအတွက်ငှားနေလို့ရမယ့်အိမ်လေးရှင်ပြပြပါလား ညီမလေးတညလောက်တဲချင်လို့ပါရောင်းလဲကျေးဇူးတင်မိပါပါဘာလို့အဲ့လိုပြောရတာလဲညီမညီမကလေးတွေကိုခေါ်ပြီးတော့အကုန်နဲ့လိုက်ခဲ့လေအကူကအယမ်းကိုကျဉ်တာတက်တာပဲညီမလေးတွေးနေတာဒီနေ့တော့ညီမရဲ့ကလေးတွေကအိမ်မရှိဘဲနဲ့တညတောင်ဖျက်တမ်းရတော့မယ်လို့အဲ့လိုပြောပြီးတော့ဝဝါစာကလေးမလေးကသူ့ရဲ့ကလေးလေးတွေကိုခေါ်ပြီးတော့ကာလူကြီးကန်းနဲ့အတူအိမ်ကိုလိုက်သွားလိုက်တော့တယ်။ကိုကာလူကိုကာလူရေဘလို့ဖြစ်လို့ကလေးလေးရောက်လုံးတခါရဲခေါ်လာခဲ့တာလဲ။ ီးတော့သူတို့ရဲ့အမေကိုလည်းခေါ်လာသေးတယ်။တင်းနေသူတို့ကဒီတော့ရဲ့ကိုအစ်စ်လာတာလေ။ဒီတော့ရဲ့မှာဘယ်ကျင်းငကိုမှမသိဘူး။နေစရာလည်းကိုပိုင်အိမ်လည်းမရှိဘူး။အဲအားကြောင့်မလို့ကိုနဲ့အတူခေါ်လာခဲ့တာ။ကိုကလူရဲ့သူတို့ဒီကိုခေါ်လာလိုက်တာကောင်းသွားတယ်။ကျွန်မအခုပဲသင်္ကန်းစီကိုသွားပြီးတော့သတင်းကောင်းသွားပေးလိုက်အောင်မယ်။ဒီတော့တွင်တော့ရှင်သူတို့ခရူးဆက်လိုက်အောင်နော်။တင်းနေနေငါစီကိုလက်ပလာနဲ့လာတာပေါ့လေ။နေမကြဘူးလား။ ငါစီကိုလက်ဗလာနဲ့လာတဲ့ဘယ်ကျင်းကကိုမဆိုအသက်ရှင်ပြီးတော့ပြန်မထွက်သွားနိုင်ဘူးဆိုတာကိုလေတိုင်ငတ်အမရဲ့ဘာလို့ကျမတယောက်တည်းကိုစားမှလဲကျမလေအမအတွက်စာကလေးပေါက်လေး၄កောင်တောင်းစုဆောင်ထားတာဘာပြောလိုက်တယ်စာကလေးပေါက်၄កောင်တောင်းလားငါအတွက်လားဟလာဒီမှာကြည့်ဒါအစနောက်ရမယ့်အချိန်မဟုတ်ဘူးနော်အစကလေးကစိတ်ကြည်နေရမဟုတ်ဘူးနော်အမရဲ့ညီမလေးလိန်ပြောရဲဆိုရင်ညီမအတော်ပါစေကွတကယ်ပြောနေရပါ အမမယုံရင်လည်းညီမကိုယ်တိုင်ယူလာပေးပါမယ်။ညီမအတွက်ဆုလက်ကိုယ်တာအစင်းသင်းပြေထားလိုက်တော့။ကောင်းပြီလေ။ဒါဆိုရင်အဲ့ဒီကလေးတွေကိုနေအစင်းသင်းလောက်ထားလိုက်တော့။ပြီးတော့ဒီမနေ့ရဲ့ဆုလက်ပထမထပ်ပို့ပြီးတော့နှစ်ဆများတယ်။အဲ့ဒီနောက်မှာတော့တင်းတင်းကြီးကန်းမလေးကရွှေထုတ်ကိုယူပြီးတော့အိမ်ပြန်လာလိုက်တော့တယ်။နောက်တော့ကာလူကြီးကန်းကိုရွှေထုတ်ပေးလိုက်တော့တာပေါ့။ကိုကာလူရဲ့မြ мян လေး ကိုကလူရဲ့မြမြန်လေးကလေးတွေကိုတိုင်းကမစီကိုသွားပုတ်လိုက်တော့ကျမအဲ့ဒီကလေးတွေအတွက်ဆုလက်ကိုယူလာခဲ့လိုက်ပြီ။စာကလေးမှအရင်ဆုံးအိပ်ပါစေအောင်။ပြီးကြမှသူ့ကလေးတွေကိုယူပြီးတော့တိုင်းကမစီကိုသွားပေးလိုက်မယ်။ကောင်းပြီလေ။အရင်ဆုံးစာကလေးမကိုအိပ်ပြအောင်အိတ်ခိုင်းလိုက်။ပြီးမှယူသွားကြတာပေါ့။မဟုတ်ရင်စာကလေးမကသူ့ရဲ့ကလေးတွေကိုယူသွားခွင့်ပေးမှာမဟုတ်ဘူး။အဲ့လိုနဲ့ပဲကာလူကြီးကနဲ့တင်းတင်းကြီးကမတို့ကစကားပြောနေကြတော့တာပေါ့။သူတို့ရဲ့စကားတွေကိုဝါဝါစာကလေးမကနားထောင်နေရပါပေါ့။ ဖះရဲ့ဒီကြီးကန်းလင်မကြီးအရန်ကိုစိုးသွမ်းကြတာပဲငါရဲ့ကလေးလေးတွေကိုတိုင်နှမစီကိုခေါ်သွားပေးမလို့ရလားငါရဲ့ကလေးလေးတွေကိုအဲ့လိုဖြစ်ခွင့်မပေးနိုင်ပါဘူးတညာလုံးကမအိပ်ဖယ်နေမှာဖြစ်တော့မယ်အဲ့လိုမျိုးတွေးပြီးတော့ဘဝစာကလေးမကမအိပ်ဖယ်နဲ့သူ့ရဲ့ကလေးလေးအနားမှာထိုင်နေရပေါ့ညတစ်ကောင်ကြော်တဲ့အချိန်မှာကာလုံးကြီးကန်းနဲ့တင်တင်ကြီးကန်းမတို့ကဘဝစာကလေးမစီကိုရောက်လာတော့တယ်အဲ့ဒီအချိန်မှာဝဝစာကလေးမကမအိပ်သေးတာကိုကြည့်ပြီးတော့သူတို့နှစ်ယောက်လုံးကအံ့ဩသွားတော့တာပေါ့ ဟဲ့တော့ညီမလေးအခုဒီမအိပ်သေးဘူးလားဘာရင်များဆိုင်ညစ်စရာရှိလို့လဲပြပြလေအကိုတို့တေချာဘောက်ကူညီပေးမယ်အော်ဘာမှတော့ဆိုင်ညစ်စရာမရှိပါဘူးအကိုရဲ့ဒီတိုင်းပဲညီမလေးအိပ်မပျော်ရနဲ့ကလေးတွေဘေးနားမှာလာထိုင်နေလိုက်တာညီမလေးရဲ့ဒီလိုတညလုံးပိန်ခွဲနေလို့ရှင်ကျမ်းမာရေးထိခိုက်လိမ့်မယ်ခဏလောက်တော့အိပ်ပြောင်းအောင်စူးစမ်းပြီးအိပ်လိုက်လေအမတင်နေညီမလေးအိတ်ချင်လာတဲ့ခါကျအိတ်လိုက်ပါမယ်။ဒါနဲ့အမတို့နှစ်ယောက်ကရောဘာလို့အခုထိမအိတ်သေးရလဲ အကိုတို့နှစ်ယောက်ကအခုအိတ်တော့မလို့လေမအိတ်ခင်ညီမလေးအဆင်ပြေလားလို့လာကြည့်တာတွားရအောင်တင်နေကိုတို့လည်းတွားအိတ်ကြရအောင်ညီမလေးဘဝကအဆင်ပြေတယ်တဲ့အဲ့လိုပြောပြီးတော့သူတို့နှစ်ယောက်ကတွားအိတ်လိုက်ကြတော့တယ်အဲ့ဒီအချိန်ကျမှဝဝစာကိမကစိတ်ချမ်းသာသွားတော့တယ်ဒါပေမဲ့လည်းမနေ့အထိကလေးတွေကိုစောင့်ရှောက်ရမယ်မနေ့ရောက်သွားလို့ရှိရင်ကလေးတွေကိုခေါ်ပြီးတော့ဒီကနေထွက်သွားလိုက်မယ်ကိုကလူရဲ့ကျမကဒီညပဲကလေးတွေကိုခေါ်လာမယ်လို့တိတ်ငတ်မအောင်ခရီးပေးထားတာ မခေါ်သွားနိုင်ရင်သူဒေါသထွက်သွားလိမ့်မယ်။တင်းနေကိုရိုအဲ့ဒီစာကလေးမကိုစောင့်ကြည့်နေမှဖြစ်မယ်။သူအိတ်သွားရတဲ့ကလေးတွေကိုခေါ်ပြီးတိတ်ငမစီကိုသွားလိုက်မယ်။အလိုနဲ့ပဲသူတို့နှစ်ယောက်ကဝဝစာကလေးမကိုခိုးခိုးပြီးတော့ချောင်းကြည့်နေတော့တာပေါ့။ဒါပေမဲ့လည်းဝဝစာကလေးမကလုံးဝမအိတ်ဘူးပေါ့။ကျမတော့အရန်ကိုအိတ်ချင်နေပြီးကိုကာလူရဲ့ရှင်မဲစာကလေးမကိုစောင့်ကြည့်လိုက်တော့ကျမအခုခဏလောက်အိတ်လာအောင်မယ်။ ကိုလည်းအိတ်ချင်နေပြီတင်နေစာကလေးမှဘယ်ချိန်မှအိမ်မှာလည်းမသိဘူးအဲ့လိုပြောပြီးတော့သူတို့နှစ်ယောက်လုံးကအိတ်ပြောသွားတော့တယ်ဟိုကစာကလေးမကလုံးဝမအိတ်ဘူးပေါ့အဲ့လိုနဲ့မနေ့ရောက်သွားတော့တယ်စာကလေးမကတညလုံးမအိတ်ဘူးနဲ့တူတယ်တင်နေဟုတ်တယ်ကျမလည်းအဲ့လိုပဲတင်နေဒါပေမဲ့လည်းရှင်စိတ်မပူတဲ့အဲ့ဒီစာကလေးမကသူ့ရဲ့ကလေးတွေအတွက်အစာရှာထွက်မှာပဲအဲ့ဒီချိန်ကျမှသူ့ရဲ့ကလေးတွေကိုခေါ်ပြီးတော့တောပေးလိုက်မယ် အဲ့လိုပြောပြီးတော့သူတို့နှစ်ယောက်လုံးကဝဝစာကလေးမှအစာရှာထွက်မဲ့အချိန်ကိုစောင့်နေရပေါ့နောက်တစ်ဖက်မှာလည်းတိတ်ငမကအရန်ကိုဒေါသထွက်နေရပေါ့တင်းနေကကလေးတွေကိုညာဘက်ခေါ်လာခဲ့မယ်ဆိုကြည့်ရတာဒီတစ်ခါလည်းငါ့ကိုအယူလုပ်ပြန်မိနေတူတယ်ငါ့ကိုလိန်ပြောတာမှန်လို့ရှိရင်ဒီတစ်ခါတော့အလုတ်ကိုမပေးဘူးသူ့ရဲ့သွေးလေးကိုဖောက်ပြီးတော့တောက်မှဖြစ်တော့မယ်အဲ့လိုပြောပြီးတော့တိတ်ငမကဒေါသတကြီးနဲ့ကာလူကြီးရဲ့အိမ်ကိုရောက်လာတော့တယ် ကာလူကြီးကန်းကလည်းဝဝစားကလေးမအိမ်ကနေအပြင်ထွက်မဲ့အချိန်ကိုစောင့်နေတော့တာပေါ့ညီမလေးဘာမှစိတ်မပူနဲ့ကလေးတွေအတွက်အစာချထွက်ဖို့သွားမှာမလားအကိုတို့ဆောက်ရှောက်ပေးထားမယ်ငါသိတာပဲအကြည့်ရောက်တဲ့ကြီးကန်းနေငါသွားလိုက်တာနဲ့ငါ့ရဲ့ကလေးတွေကိုခေါ်ပြီးတော့တိုင်ကမစီကိုသွားပေးလိုက်ပါသူတို့ရဲ့စကားတွေကိုရုံလုံးမဖြစ်ဘူးငါ့ရဲ့ကလေးတွေကိုထားပြီးတော့ဘယ်မှသွားလို့မဖြစ်ဘူးညီမလေးဘာလို့စဉ်းစားနေရလဲအမတို့မယုံဘူးလားအမတို့ကညီမလေးကိုတော့အိမ်မှာနေခိုင်းတာလား ဲ့လောက်လေးတော့အမားတို့ကိုမယုံမေးနိုင်ဘူးလား။အော်အဲ့လိုမဟုတ်ပါဘူး။ညီမလေးကအမားတို့ကိုယုံပါတယ်။ဒါပေမဲ့အမရဲ့ညီမရဲ့ကလေးတွေကိုအမားတို့နဲ့အက်ခဲ့ပြီးတော့ညီမကဘယ်လိုလုပ်ပြီးတော့အပြင်ကိုထွက်နိုင်မှာလဲ။ဘာဖြစ်လို့လဲညီမ။ဘာလို့လဲဆိုတော့ညီမကကလေးတွေကိုအစာရှာနေတင်မင်းနေလို့လေ။အဲ့ဒါကြောင့်သူတို့ကညီမနဲ့အတူခေါ်သွားရမှာ။ဒါပေမဲ့ကလေးတွေကရမ်းငယ်သေးရဲ့လေ။သူတို့ပြန်တမ်းမှုအတွက်တော့မသိမေးသင့်သေးဘူးဟုတ်တယ်အမကလေးတွေကရမ်းအောင်သေးတယ်လေ ်အခုကလေးကတင်ထားမှကြီးလာတဲ့အခါအဆင်ပြေမှာပေါ့အဲ့လိုပြောပြီးတော့ဘဝစာကလေးမကသူ့ရဲ့ကလေးတွေကိုခေါ်ပြီးတော့အဲ့ဒီနေရာကနေထွက်သွားလိုက်တော့တယ်ခဏကြာတဲ့နောက်မှာတော့တိုင်ငမကကာလူကြီးကရဲ့အိမ်ကိုရောက်လာတော့တယ်တိုင်ငမကိုတွေ့ပြီးတော့ကာလူကြီးကနဲ့တင်းတင်းကြီးကမကရောက်အောင်လှမ်းသွားကြတာပေါ့ဘမလဲတင်းတင်းကလေးလေးတော့မမလဲငါ့ကိုအခုကလေးပေးရင်ပေးမပေးရင်နင်တို့နှစ်ယောက်တက်ပြီးရောစားလိုက်မယ်ကလေး ကလေးတွေထွက်သွားလိုက်ပြီးအဲ့ဒီစာကလေးမကသူ့ရဲ့ကလေးတွေကိုခေါ်ပြီးတော့ပြန်သွားပြီ။ဘာပြောလိုက်တယ်။အဲ့ဒီကလေးတွေထွက်သွားလိုက်ပြီးဟုတ်လား။တင်းနေငါနေ့ကိုအလွတ်ပေးမှမဟုတ်တော့ဘူး။နင်ငါ့ကိုလိန်ပြောခဲ့တယ်။ငါရဲ့ဆုလက်တွေကိုလည်းယူပြီးတော့ထွက်ပြေးသွားတယ်။အစကလေးကကလေးမရှိရင်ဘာလို့ငါ့ကိုလိန်ပြောရတာလဲ။အခုတော့နင်တို့နှစ်ယောက်လုံးပဲငါစားတော့မယ်။မလုပ်ပါနဲ့မလုပ်ပါနဲ့ကျမတို့ကအမှန်တမ်းပြောနေရပါ ခုနဟာထီတော်ကလေးတွေရရှိသေးတယ်အမမလာခင်မှာပဲသူတို့ထွက်သွားလိုက်ကြတာကျမတို့ခုလပါနော်အမရဲ့ဆုလက်ကိုလည်းပြန်ယူသွားလိုက်ကျမတို့မစားလိုက်ပါနဲ့ချေးစုပြုပြီးတော့ကျမတို့လှုပ်ပေးပါနော်တိန်ကမသူတို့ရဲ့စကားကိုနားမထောင်တော့ဘဲနဲ့သူတို့နှစ်ယောက်လုံးတက်ပြစ်လိုက်တော့တယ် နာခူးရဲ့တော်ရမှာဝဝါဆိုတဲ့ငှက်ကလေးတစ်ကောင်နေထိုင်နေဝဝါငှက်ကလေးကစပားကိုကြိတ်ပြီးတော့အဆိတ်တွေထုတ်ယူတယ်ပြီးတော့သူ့ရဲ့မြေပေါ်မှာအဆိတ်တွေကိုတင်ပြီးတော့ဈေးမှာရောင်းမှုသွားတယ်ဒီလိုနဲ့ပဲဝဝါငှက်ကလေးကသူ့ရဲ့အဆိတ်တွေကိုရောင်းပြီးတော့အသက်မွေးရယ်ဝဝါငှက်ကလေးအနီးမှာကာလူးဆိုတဲ့ကြီးကန်းတစ်ကောင်ရှိတယ်အဲ့ကာလူးကြီးကလည်းဝဝါလိုပဲသူ့ရဲ့လယ်ကနေအဆိတ်တွေထုတ်ပြီးတော့သူ့မြေလေးရဲ့အကူအညီနဲ့ဈေးမှာရောင်းနေတယ် တမနက်မှာဝဝငက်ကလေးနဲ့ကာလူကြီးကန်တို့ဟာသူ့ရဲ့မြေးတွေပေါ်မှာအစ်စ်တွေတည်နေကြတယ်။ဒီနေ့လည်းငါ့ရဲ့မြေးပေါ်မှာအလေးချိန်အရင်မတင်တော့ဘူး။သူ့ရဲ့ခန္ဓာရင်ရှိသလောက်ပဲတင်ရမယ်။ဘာလို့လဲဆိုတော့အခုနွေရံတွေကအရင်ပူတာ၊သူလည်းတရိတ်ဆန်ပဲ၊သူလည်းခံစားရမှာပေါ့။ကာလူကြီးကန်ကတော့သူ့မြေးပေါ်မှာသူ့ရဲ့ခွန်အားထက်ပိုတဲ့အစ်စ်တွေတင်လိုက်ပြီးတော့ဈေးဘက်ကိုခေါက်သွားလိုက်တယ်။ကာလူကြီးရဲ့မြေးဟာအလေးချိန်များလုံးလို့လုံးဝမလောက်တော့ပါဘူး။ ူ့ရဲ့လမ်းမှာလည်းမြင်းတစိမ်းရှိတာပေါ့ကာလူကြီးကန်းကအဲ့မြစ်ကိုအဆင်ပြေပြေဖြတ်နိုင်ပေမဲ့သူ့ရဲ့မီးကတော့အလေးချိန်များလုံးလို့မြစ်ကိုမဖြတ်နိုင်ပါဘူးကာလူကဒေါသထွက်ပြီးတော့သူ့ရဲ့မီးကိုအတော်လေးကိုရိုက်နှက်တယ်အရန်ကိုပြင်းရင်နေရပဲမင်းမင်းမြဲရှောက်စမ်းတနေ့လုံးဒီမှာဖြုံးမလို့လားကာလူကသူ့ရဲ့မီးကိုအတင်းလျှောက်ခိုင်းပြီးတော့ဒီနေ့တော့ဈေးထိခေါ်လာနိုင်ခဲ့တယ်ဝဝစားကလေးကတော့သူ့ရဲ့အစိတ်တွေအကုန်ရောင်းပြီးတော့ပတ်စံယူကပြန်လာနေတယ် တွေ့လားမင်းကအရန်ကိုပြေးရတာကြောင့်ငါတို့ဒီကိုရောက်ဖို့နေ့တိုင်းကိုနောက်ကျနေရပြီးတော့သူ့ရဲ့အစီတွေကိုရောင်းပြီးတော့ကာလူကြီးကအိမ်ပြန်ရောက်လာပြီးတော့သူ့ရဲ့မြေကိုဝဝငှက်လေးရဲ့မြေနဲ့အတူခြိထားတယ်ဝဝငှက်မလေးကသူ့ရဲ့မြေကိုအစာကျွေးပြီးသွားပြီပေါ့ဒါပေမဲ့ကာလူကြီးကသူ့ရဲ့မြေကိုဘာမှမကျွေးဘဲနဲ့အိမ်ထဲဝင်သွားတယ်ဝဝငှက်လေးကဘလောက်ကောင်းလိုက်လဲသူကမင်းကိုဘလောက်ခူးဆိုင်လဲသူကမင်းပေါ်မှာအလေးချိန်အများကြီးလည်းမတည်ဘူးဒါလည်းမကောင်း မင်းကိုအေးစစ်စစ်လဲခေါ်သွားပြီးတော့အေးစစ်စစ်လဲပြန်ခေါ်လာတယ်။လုံးဝလည်းမရိုက်ဘူး။အေးကွာမင်းတခုခုလောက်ပါငါကူညီနိုင်သလောက်ပေါ့။ဒီမှာငါစာတွေကနည်းနည်းစားလိုက်။နောက်နေ့မှဝဘာငှက်လေးကသူ့မိဘမှာအစ်စ်နဲ့အိတ်ပဲတင်ပြီးတော့ဈေးမှာရောက်မှုထွက်ခဲ့တယ်။ခဏကြာတော့ကာလူကသူ့မိဘမှာအစိတ်ချောက်အိတ်တင်လိုက်တယ်။အဲ့လိုတင်လိုက်တာကြောင့်မင်းကလေးချိန်အများကြီးဖြစ်သွားတာပေါ့။ ကာလူဂျင်ကန်ကသူ့ရဲ့မိကိုလှောက်ခိုင်းမှုစ조사ပေမဲ့တနာစရာမိလေးကလုံးဝမလုံနိုင်ရှာပါဘူး။ကာလူဂျင်ကန်ကဒေါသထွက်သွားပြီးတော့မိကိုရိုက်နေတယ်။ဒီလောက်ပြင်းရတာကိုဘယ်ကနေတင်လာလဲမသိဘူး။မြမြလျှောက်ဆန်းဒီနေ့တော့မင်းကိုဘလောက်အလေးချိန်မြမြပေးပြီးတော့တွားခိုင်းမှာ။ဘာပဲဖြစ်ဖြစ်တွားရမယ်။ဒီချိန်မှာဝဝငှက်မလေးကအဲ့ဒီမှာရောက်လာရင်ဟဲ့ အကိုကလို့ဘာလုပ်နေရလဲဒီအားနဲ့တဲ့မြေးပေါ်မှာဒီတော့လေးချိန်အများကြီးတင်လို့ရှင်ဒီတနာစရာမြေးလေးကဘယ်လိုလှောက်ရှောက်နိုင်မှာလဲအကိုရဲ့စိတ်ထဲမှာကိုချင်းစာစိတ်နည်းနည်းလေးလောက်ထားပါအောင်ဒီမှာဘဝစာကလေးမင်းကဘာတိမှာလဲဒီမြေးတွေကဒီလောက်ပဲရှိရအလေးချိန်တဲဖို့နဲ့အလောက်လောက်ဖို့ပဲဟာဘူးငါ့ငါရိုက်ပြီးတော့ဈေးထိခောက်သွားမယ်အဲ့ဒီကနေအစိတ်တွေရောင်းပြီးတော့ပြန်လာမယ်အဲ့ဒီချိန်လမ်းမှာကာလူကိုစက်တူရဲငှက်ကလာတွေ့တယ်ကာလူကြီးကနားထောင် ငါးစီမှာစားအိတ်တွေကိုဈေးထိပ်ပို့စရာရှိတယ်။မင်းမင်းပေါ်မှာစားအိတ်တွေကိုနည်းနည်းချင်းတင်ပြီးတော့ဈေးထိပ်ပို့ပေးမလား။ငါမင်းကိုဈေးကောင်းပေးမယ်လေ။ဟာအခုကျက်တူရဲ့နည်းနည်းချင်းလုံးမနေပါနဲ့။တခါလေးစားအိတ်အားလုံးဒီမင်းပေါ်ကိုတင်ပြီးတော့ပို့ပေးမယ်။ဒါပေမဲ့အဲ့အရေအတွက်ပေါ်မူတည်ပြီးတော့အဲ့တိုင်းပတ်ဆိုင်ယူမယ်နော်။ Okay ကာလူငါပတ်ဆက်နေအကောင်လုံးမင်းကိုပေးမယ်။ဒီနေ့ညမင်းမင်းရဲ့ဘေးမှာစားအိတ်တွေအကုန်ထားပေးမယ်။အဲ့မှာကာလူကြီးရဲ့မိယာဝဝစာကြီးမိုင်မိကိုပြောတယ်။ ငါမင်းရဲ့အကူအညီလိုတယ်ကာလူကလေးချိန်အများကြီးတင်တယ်အခုထပ်ပြီးတော့ငါပေါ်မှာစားရည်တွေအများကြီးတင်လိုက်ရင်ငါသေးသွားမှာပဲဒါကြောင့်မင်းရဲ့အကူအညီကိုငါလိုအပ်တယ်မင်းတခုခုလုပ်ပေးပါလားမင်းငါနေရာမှာကာလူနဲ့သွားပေးငါဝဝငှက်ကလေးနဲ့သွားမယ်โอเคကောင်းပြီလေကာလူကြီးကဒီလောက်ထိရက်ဆက်တယ်ဆိုတော့ငါမင်းကိုတရက်လောက်အကူအညီပေးမယ်ငါတို့နေရာချင်းလဲလိုက်မယ်နောက်နေ့မနေ့ရောက်တော့ဝဝငှက်မလေးကကာလူကြီးရဲ့မြေးပေါ်မှာတအိပ်ပဲတည်ပြီးတော့အဲ့ကနေခေါ်သွားတယ် ခဏကြာတော့ကာလူကြီးကဘဝငှက်ကလေးရဲ့မြေးပေါ်မှာစားရီးခွနအိတ်လုံးတင်လိုက်တယ်။ဒါပေမဲ့ဒီနေ့မြစ်ထဲမှာရေအစီးရတော်တော်တန်နေရပေါ့။အခုတော့ဘဝငှက်မလေးရဲ့မြေးကအဲ့ဒီအလေးချိန်ကိုလုံးဝမခံနိုင်တော့ဘူး။ဒါကြောင့်စားရီးတွေအကုန်လုံးပြုတ်ကျပြီးတော့ရေထဲမှာမျောကုန်တယ်။ပြီးတော့ကာလူကြီးကမြေးကိုမြစ်ထဲကနေမြန်မြန်ဆွဲထုတ်တယ်။ဒီပြင်းရဲ့မြေးကတုံးစားလို့မရအောင်ငါ့ကိုအယူလောက်တာပဲတေပေတော့ အဲ့လိုပြောပြီးတော့ဝဝငတ်မလေးရဲ့မြေးကိုအရင်ရိုက်နှက်တော့တာပေါ့အဲ့ဒီအချိန်ဝဝငတ်မလေးကရောက်လာပြီးတော့ကာလူကြီးပေါ်မှာကြောက်တုံးတုံးကိုကျိုးနဲ့ချီလိုက်တယ်ကြည့်ပါဦးအကိုကာလူကြီးမင်းဒီကြောက်တုံးရဲ့အလေးချိန်ကြောင့်အခုနေရာကနေမလုံနိုင်တော့ဘူးတတော်ဝါရဲ့ခွန်အားထက်ပိုးတဲ့အလေးချိန်ကိုအခုပေါ်တင်လိုက်ရင်မလုံနိုင်ဘူးမလားဒါဆိုအခုရဲ့တနာစရာမြေးလေးကဘယ်လိုလှောက်နိုင်မှာလဲဟုတ်တယ်ဝဝမင်းလုံးဝမှန်ပါတယ်ငါအရင်ရက်ဆက်လွန်သွားတယ် ငါဒါတွေကိုလုံးဝမစဉ်းစားခဲ့မိဘူး။ကာလူကြီးဟာသူ့အမှသူသဘောပေါက်သွားပြီးတော့နောက်ပိုင်းသူ့မိလေးပေါ်မှာအလေးချိန်နည်းနည်းပဲတင်ပြီးတော့ဈေးကိုသွားလာတော့တယ်။ဒီလိုနဲ့ပဲအကောင်လုံးအဆင်ပြေသွားတော့တယ်။မင်းနဲ့ကောင်လည်းသူတို့ရဲ့တခင်နေနဲ့အေးအေးကျန်ကျန်နေထိုင်သွားကြတော့တာပေါ့။